ီဒီယိုဂရက်စ်ကကောင်းတယ်ဗီဒီယိုဂရက်စ်ကမကောင်းဘူးအချိန်ပေးရမယ်သွားပါပြီ flop ဖြစ်သွားပြီစသဖြင့်အငင်းပွားနေကြတော့မှာပဲဆရာသမားကအက်တလတီကိုမက်ဒရစ်ကိုလီဂိုကွန်မရှင်နဲ့နိုင်တဲ့ပွဲမှာနှကိုးကောက်သွင်းလိုက်တယ်ကိုရီးယားအရန်လှတယ်လို့မဆိုနိုင်ပေမဲ့တိုက်စင်မှုတယောက်ရှိနေခြင်းရဲ့အရသာကိုတော့ကောင်းကောင်းကြီးခံစားခဲ့ရတယ်ပထမဂိုးသည်မထင်မှတ်ဖဲ goal area ထဲမှာရလာတဲ့ဘောလုံးကိုအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တယ်။ goal luck လေးလည်းနည်းနည်းပါတယ်။ဒုတိယ goal ကတော့တောင်းကန်ဘောကနေ second ball ကျလာတာကိုစနစ်တကျပိတ်သွင်းနိုင်ခဲ့တာဖြစ်တယ်။ဒီလိုအခြေအနေမျိုးနဲ့နှကိုသွင်းသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဆဲနေဆိုနေတဲ့ကိစ္စတွေကခဏတော့ pause တော့ဖြစ်သွားတယ်။ဒါပေမဲ့သူရဲ့အသင်းနဲ့ပတ်သက်ပြီးရှိနေတဲ့ပြဿနာတွေရှိနေတဲ့အားသာချက်တွေအားနည်းချက်တွေလုံနိုင်တာတွေမလုံနိုင်ဘူးဆိုတဲ့ကိစ္စတွေအကုန်လုံးကတော့ပြောင်းလဲသွားခြင်းမရှိဘူးကစားသမားအပေါ်မှာ ကြောက်နေတဲ့ဖီးယားအကြီးတွေဝေမှမှုတွေရော့ကြွားတဲ့အပေါ်မှာတော့ပြည်သက်တအူအနေနဲ့ဝမ်းသာရတယ်။ဒီဗီဒီယိုကတော့ကျွန်တော်အချိန်တတော်ကြာကြာတည်းကပြင်ဆင်ထားခဲ့ပြီးတော့လုံးဝမလွတ်ဖြစ်သေးတဲ့ Videographers Arsenal အသင်းမှာအစဉ်ပြေနေရဲ့လား Arsenal အသင်းကသူ့ကိုဘလို့အသုံးချနေလဲသူ့ဘက်ကဘာတွေထပ်ပြီးတိုးတက်ဖို့လိုနေသလဲဆိုတော့အကြောင်းတွေကိုဆွေးနွေးမယ်ဗီဒီယိုဖြစ်ပါရခင်ဗျာ။ ထမအောင်ဆုံး videographs ရဲ့ကိန်းဂဏန်းလေးတွေကတော့ acceptable ဖြစ်တယ်။ငါးကိုသွင်းပြီးွားပြီပေါ့လေ။ဒီပမာဏသည်တကယ်တတိကျတိုက်စင်မှုတယောက်စီကနဲ့ရတဲ့ပမာဏထက်လည်းနည်းနေတယ်။တစ်ချိန်ထဲမှာခေါ်ပြီးတော့ဘာမှဖြစ်မလာတော့ဘူးဆိုတဲ့အခြေအနေမျိုးမှာရှိတဲ့ကစားသမားတယောက်ရဲ့ကိန်းဂဏန်းမျိုးလည်းဟုတ်မနေဘူး။ဒီတော့ကစားသမားသည်အသင်းနဲ့ live ပြောညီထွေရှိအောင်လဲစူးစမ်းပြီးကစားနေတယ်။သူ့ကြောင့်လည်း ကစားပေါ်တွေကတော်တော်လေးကစားပေါက်ချောင်ပြီးတော့အခွင့်အရေးတွေရနေတယ်။ဒီအကျိုးကိုအခမ်းအစားရအောင်ဆိုလို့ရှင်စကားလို့ပြောရမှာပေါ့လေ။ဒီလိုအခြေအနေမျိုးမှာဒီလောက်ကိန်းကနန်းလေးလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့် average သို့မဟုတ် average ရဲ့အပေါ်မှာရှိနေတယ်လို့တော့ကျွန်တော်တို့လေးလွတ်လွတ်ကျွတ်ပြောလို့ရတယ်။နောက်ထပ်ဆက်ပြီးစဉ်းစားရမှာကတော့နီးပြ data က yogress ကိုဘလို့အသုံးချနေတယ်လဲ။အသင်းပေါ်တွေကရောသူ့ကိုဘလို့ပံ့ပိုးနေတယ်လဲ။ပံ့ပိုးနေတဲ့ပုံစံကရောဘလို့ရှိတယ်လဲ။ဒါတွေကိုဆက်ပြီးတော့စဉ်းစားရမှာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ဒီအကြောင်းအရာတွေကို အများကြီးမပြောခင်မှာ videographs ကို arsenal အသင်းကအသုံးချနေတဲ့ပုံစံနဲ့ yogress ထမ်းဆောင်နေရတဲ့ function အကြောင်းကိုကျွန်တော်တို့ဆွေးနွေးကြပါတယ်။အရင်အသင်းမှာတော့ videographs ရဲ့ပုံစံသည်တစ်ဖက်အသင်းရဲ့ defensive line မှာ active ဖြစ်ဖြစ်နဲ့ရှိနေမယ်။အသင်းရဲ့ကစားပေါ်တွေကနေပြီးတော့သူ့ရဲ့ပြေးလမ်းကြောင်းတွေကိုဘောလုံးပို့ပေးလိုက်မယ်။ဒါမှမဟုတ် ကြုံတဲ့နည်းနဲ့ပဲရှေ့ကိုအပေါ်လုံးဖြတ်တင်ပေးလိုက်မယ်အဲ့ဒါကို तू ကရအောင်ယူပြီးတော့ကိုးသွင်းသွားမယ်ဒီလိုပုံစံမျိုးနဲ့ကိုရီကအများကြီးဖြစ်ခဲ့တယ်ပြီးတော့အသင်းရဲ့ penalty taker လည်းဖြစ်တဲ့အတွက်ကြောင့်သူ့မှာ numbers တွေကများလာတယ်ဒါကအရင်တော့အခြေအနေကြည်အသင်းမှာကျတော့သူ့ကိုသုံးတဲ့ပုံစံကိုကအရင်ကထက်စားလို့ရှင်ပို့ပြီးတော့ရှုပ်ထွေးသွားပြီး function တွေပို့ပြီးတော့များပြားလာပြီးဒီတော့ Jogress ကိုယ်တိုင်ကလည်း အသင်းနဲ့အသားကြအောင်စူးစမ်းရတယ်။အသင်းကကစားပေါ်တွေကလည်းသူနဲ့အသားကြအောင်တဖန်ပြန်ပြီးတော့စူးစမ်းနေရတဲ့အခြေအနေမှာရှိတယ်။သူ့ရဲ့ကစားပုံကဂိုးသွင်းဖို့လည်းတာဝန်ရှိနေတယ်လို့မျိုးတဖက်နောက်ခံလူတွေကိုဆွဲထုတ်သွားဖို့လမ်းကြောင်းရှင်းသွားဖို့လည်းပါနေတယ်။တစ်ချိန်တည်းမှာ link လုပ်ပြီးကစားဖို့ကိုလည်းတာဝန်ကရှိနေပြန်တယ်။ဒီချက်ကိုဘယ်မှာတွေ့နိုင်တယ်လဲဆိုတော့တံပြန်တိုက်စစ်တွေမှာအရင်ကဆိုလို့ရှိရင်တော့သူကဘောလုံးလက်ခံပြီးကိုးသွင်းရမယ်လို့ဖြစ်ပေမဲ့အခု Arsenal အသင်းမှာဆိုလို့ရှိရင်တော့ သူကဝင်တွဲပြီးတော့မာတီနယ်လီရဲ့လမ်းကြောင်းထဲကိုဘောလုံးထုတ်ပေးရလဲမြင်ရတယ်လို့မျိုးစာကာအတွက် overlap ကစားသမားနဲ့တွဲပြီးတော့ဘောလုံးပြန်မျောပေးတဲ့နေရာမှာလဲ video press ကိုတွေ့ရတယ်။ corner တောက်မှာဘောလုံးနေကြက်နေတဲ့အချိန်ဆိုလို့ရှိရင်လည်းသူကဘောလုံးဆင်းယူပြီးတော့အထဲကိုပြန်ဖြတ်တင်ပေးဖို့အားထုတ်နေတဲ့အပိုင်းမှာလဲသူ့ကိုရန်ပန်ရန်ကတွေ့ရတယ်။တစ်ချိန်တည်းမှာကိုသွင်းယူဖို့အပိုင်းကလည်းသူ့တာဝန်ဖြစ်နေပြန်တယ်။ဒီတော့ fashion ပိုင်းဆိုင်ရာအရာကိုသူ့အပေါ်မှာတောင်းဆိုမှုက အရင်ကနေတော့မတူတော့ဘူး။ဒါကြောင့်မို့လို့အရင်အသင်းမှာဂိုးရီအများကြီးသွင်းခဲ့တဲ့ကစားသမားတယောက်ဆိုပေမဲ့ဒီအသင်းမှာဂိုးရတာနည်းဝါတယ်၊ league လည်းပြောင်းသွားတယ်။သူ့ရဲ့လှုပ်ဆောင်ရတဲ့အပိုင်းကလည်းပုံမရှုပ်ထွေးလာတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကသူ့ကိုကောင်းတယ်ဆိုးတယ်လို့ပြောမယ်ဆိုလို့ရှိရင်တော့အရန်ကြီးရှုပ်ထွေးနေလိမ့်မယ်။တချို့နေရာတွေမှာကောင်းနေတယ်၊တချို့နေရာတွေမှာဆိုးတယ်၊တချို့နေရာတွေမှာကြတော့အာကောင်းတယ်လည်းမဟုတ်ဆိုးတယ်လည်းမဟုတ်ဖဲနဲ့ဟိုပြောရခက်တဲ့အနေအထားလေးတွေမှာရှိနေတယ်ပေါ့ဘယ်အချက်တွေမှာကောင်းနေတယ်ဘယ်အချက်တွေမှာလိုအပ်နေတယ်ဆိုတော့ကိုမပြောခင်နောက်ထပ်ကျွန်တော်ထပ်ပြီးတော့ အရင်ပြောချင်တဲ့ကိစ္စကတော့အသင်းဘော်တွေရဲ့ပံ့ပိုးမှုပဲအသင်းဘော်တွေကသူ့ကိုမပံ့ပိုးဘူးလားဆိုတော့မဟုတ်ဘူးပံ့ပိုးနေတယ်သို့တော့သူ့အားအသာဆုံးပုံစံမျိုးတော့လည်းမဟုတ်ပြန်ဘူးသူ့စီကိုဘောလုံးတွေရောက်နေရဲဆိုပေမဲ့ videographer ဒီ first touch အပြင်လိုအပ်ချက်ရှိနေသေးတယ်။ဒါကြောင့်မို့လို့ true ball တွေမှာပြေးထွက်တာကောင်းနေဆိုပေမဲ့ဘောလုံးကိုထိမ့်ပြီးတော့ကိုးပိုက်ထဲကိုကန်သွင်းရမယ့်အခြေအနေမျိုးဆိုလို့ရှင်တော့သူဒီအားနည်းမှုရှိနေသေးတယ်။ဒါကြောင့်မို့လို့အသင်းဘော်တွေကပံ့ပိုးမှုကိုရနေတယ် ရာသင်းတလောက်တော့ရနေတယ်ပေါ့ဗျာဒါပေမဲ့သူ့အနေနဲ့အကောင်းဆုံးအသုံးမချနိုင်သေးဘူးဒီအပေါ်မှာလည်းပရိသတ်တွေရဲ့အမြင်ကတကယ်ကိုနှမျိုးကြီးကိုဖြစ်နေတာတချို့ကြတော့လေ video grass ကိုကိုမပေးဘောလုံးမပေးလို့အတဲမပေးလို့အဲ yoga grass ကအလုံးမလုံးနိုင်ဘူးဆိုတဲ့ပုံစံမျိုးပြောနေတယ်လို့မျိုးတချို့ကြတော့လေ fast touch ညံ့လွန်သွားကြီးရဒီတိုင်းဆိုရင်အဆင်မပြေဘူးဆိုတဲ့သဘောမျိုးတွေပြောနေကြတယ်ဒီကိစ္စအပေါ်မှာပဲဖြည့်ဆွက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒါလည်း yes and no ပဲသူ့အနေနဲ့ချက်တင်ပြောတွေကို အကောင်းဆုံးအသုံးမချဘူးနိုင်ဘူးဆိုတာတော့မှန်တယ်ဒါပေမဲ့ waste ဖြစ်နေတာမျိုးလည်းမဟုတ်ဘူးအဲ waste မဖြစ်တဲ့အကြောင်းကိုတော့ကျွန်တော်နောက်မှ session ပြမယ်အခုလောလောဆယ်တော့ videographs ကောင်းတယ်လို့လို့မကောင်းတယ်လို့လို့ဖြစ်နေတဲ့အပိုင်းကောင်းနေတဲ့အပိုင်းဆိုးနေတဲ့အပိုင်းစသဖြင့်ကျွန်တော်ဆက်ပြီးပြောပါမယ်ကောင်းနေတဲ့အပိုင်းကတော့တစ်ဖက်အသင်းနောက်ခံလူတွေအလွတ်မပေးရလောက်အောင်ကို effective ဖြစ်ဖြစ်ကစားပြနေတာပါ videographs ဒီတချို့အချက်လေးတွေမှာဘောလုံးချော်သွားတာမျိုးရှိတယ်ဆိုပေမဲ့အရန်ရှားပါတယ်သတိထားပြီးပြန်ကြည့်ကြည့်ပါ သူသည်အခွင့်အရေးရတာနဲ့ပဲရတဲ့အခွင့်အရေးတွေကိုဂိုးဖြစ်မပြောင်းလဲနိုင်ဘူးလဲပြောလို့ရပါမယ်အောက်ပေါ်တော့ထွက်ပါတယ်သူကန်လိုက်တဲ့ဘောလုံးသည်ချော်သွားတာမိုးပေါ်ထောင်သွားတာမရှိသလောက်ပါပဲကိုသမားပုတ်ထုတ်လိုက်နိုင်တာတစ်ဖက်သင်းနောက်ခံလူတွေ block လုပ်သွားတာစသဖြင့်ဖြစ်နေတာမျိုးတွေပဲရှိတယ်ဆိုတော့သူ့စီကိုဘောလုံးရောက်သွားတယ်ဆိုလို့ရှိရင်ဂိုးဖြစ်တယ်မဖြစ်ဘူးဆိုတာကခဏဘေးဖယ်တာအောက်ပေါ်တစ်ခုတော့ဖြစ်နေတယ် impact တစ်ခုဖြစ်နေတယ်ဒီတော့သူ့ကိုအလွန်မပေးရဘူး နောက်တစ်ချက်ကတော့သူ့သားဘောလုံးကိုပိုင်ပိုင်နိုင်နိုင်ထိမ့်မိသွားပြီဆိုလို့ရှိရင်အဲ့ဒီဘောလုံးကမဆုံးရှုံးဘူးလို့ပြောရမှာဖြစ်ပါတယ်ဘောလုံးကိုကိုင်နိုင်တယ်တစ်ဖက်နောက်ခံလူတွေကိုသူ့နောက်ကိုပါလာအောင်လို့လုပ်နိုင်တယ် ိုးမာဒူအက်ကေကစားတဲ့အချိန်ကနေစပြီးတော့အခုစာကာရုံးနဲ့တွေ့ရတဲ့အချိန်အထိသူ့ချောက်ထဲကဘောလုံးကတစ်ဖက်လူတွေကိုပြန်ခင်းပေးတာမျိုးမကြာခဏမြင်ရတတ်ပါတယ်အနည်းဆုံးပြောရမယ်ဆိုလို့ရှိရင် Iberji XC Atletico နဲ့ပွဲတုန်းကတိုင်ထိပ်သွားတဲ့အလုံးက Yogres ရလာတာပါတကယ်လို့အိုက်ကိုးကကိုးခဲ့မယ်ဆိုလို့ရှိရင် Yogres က assist ရမှာပါအချက်လက်တော့မမားတော့ဘူးထင်တာပဲဆိုတော့သူ့အနေနဲ့လုံနိုင်တာတွေရှိတယ်အဲ့တော့ကောင်းနေတဲ့အချက်ကတော့တစ်ဖက်နောက်ခံလူတွေကို PR ပေးတဲ့အပိုင်းမှာလုံးဝ credit ပေးလို့ရတယ်လုံးဝအမာရွေးမရှိဘူး ကောင်းတယ်လို့လို့မကောင်းတယ်လို့လို့ဖြစ်နေတဲ့အပိုင်းကတော့ link တွဲပေးတဲ့အပိုင်းပဲအစောပိုင်းပွဲတွေမှာဆိုလို့ရှိရင်ပိုတည်တာတဲ့သူ့အနေနဲ့ impact ပေးနိုင်တယ်ဆိုတာကလွဲလို့တခြားသောဟိုအတင်းပေါ်ရင်းနဲ့တွဲတဲ့အပိုင်းမှာအများကြီးအားနေတယ် kind harvest နဲ့ဆိုလို့ရှိရင်တော်တော်လေး compare လုပ်လို့ရတယ်ဒီနေရာမှာကြားပြတ်ပြောရလို့ရှိရင်အနောက်နဲ့ပြန်တွဲတဲ့အပိုင်းမှာ kind harvest ကိုမမီဘူးဆိုပေမဲ့ kind harvest လိုမျိုးဘောလုံးချော်တာမျိုးတော့သူမရှိပါဘူးဆိုတော့အားသာချက်အားနေချက်တွေကတော့သူ့အနေနဲ့သူကိုယ်စီရှိနေတာပဲပေါ့လေကျွန်တော်ဆက်ပြောပါမယ် အသင်းနဲ့ချိတ်ဆက်ကစားတဲ့အပိုင်းမှာတော့သူဟာအခုချိန်ထိကောင်းတယ်လည်းပြောလို့မရသလိုမကောင်းဘူးလို့လည်းပြောလို့မရဘူး။သို့တော့တပွဲတစ်တပွဲတိုးတက်လာနေတာဖြစ်တဲ့အတွက်ကြောင့်ချိတ်ဆက်ပြီးတော့ပိုကောင်းလာဖို့ရှိပါတယ်။နောက်တစ်ချက်ကတော့ပွဲတိုင်းပွဲတိုင်းသူကစားနေရတဲ့အတွက်ကြောင့်ပွဲပတ်မှုလည်းအနည်းငယ်မြင်ရတယ်။ဒီအချက်တွေကိုနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဆိုလို့ရှိရင်ပို့ပြီးတော့အချိန်များများတွေ့နိုင်တယ်ပေါ့လေ။ဒီတော့ link ကစားတာကမဆိုးဘူးလို့ကျွန်တော်ကသုံးသပ်ချင်တယ်။လိုအပ်နေတဲ့အပိုင်းကတော့သူ့ရဲ့ first touch တွေ ကိုယ့်ရဲ့ကစားပေါ်တွေကကိုယ့်စီကိုဘောလုံးရောက်အောင်ပေးတဲ့အပိုင်းတွေမှာ ready ပိတ်လွှဲလို့ရတဲ့အခြေအနေမျိုးရှိတယ်လို့မျိုးတစ်ခါတလေကြတော့လဲဗျာကိုင်းထဲမှာ pressure ဘောင်းဆောင်တစ်ဖက်အသင်းရဲ့ pressing ဘောင်းဆောင်ကနေပေးတာဖြစ်တဲ့အတွက်ကြောင့်ရောက်ရင်ပြီးရောဆိုတဲ့အနေအထားမျိုးလေးတွေနဲ့လည်းဘောလုံးတွေကသူ့စီရောက်လာတာမျိုးဖြစ်ကောင်းဖြစ်မယ်ဒီလိုအနေအထားမျိုးမှာ ready position ပြန်လုပ်ပြီးတော့ goal အတွက်အပိုင်းမှာသူ့အနေနဲ့အရန်နှေးနေလို့မရဘူးလေးနေလို့မရဘူးဒီအပိုင်းတွေကတော့ video graph ဘက်ကပို့ပြီးတိုးတက်လာရအောင်မဲ့အပိုင်းတွေလိုအပ်ချက်ရှိနေတဲ့အပိုင်းတွေလို့ကျွန်တော်ကမြင်တယ် ဆိုတော့အားလုံးပြန်ခြုံလိုက်လို့ရှိရင်တော့ကောင်းတဲ့အပိုင်းကောင်းမကောင်းတဲ့အပိုင်းမကောင်းပြန်မြဖြစ်တဲ့အပိုင်းဖြစ်နေသေးတယ်ဒီတော့သူနဲ့ပတ်သက်ပြီးတော့ဆွေးနွေးစရာအငင်းဖွားစရာတွေကတော့နောက်ထပ်၄၅ပွဲလောက်ထိရှိနေအောင်ပါပဲဒါပေမဲ့အဲ့၄၅ပွဲထဲမှာဂိုးလေးတွေရခဲ့မယ်ဆိုလို့ရှိရင်တော့ဝေဖန်မှုတွေတဖြည်းဖြည်းမိန်ဖြော့ပျောက်ကွယ်သွားမယ်လို့ကျွန်တော်ယူဆပါတယ်လောလောဆယ်အထီးကတော့အရန်ကြီးကောင်းတယ်လို့လက်ခုပ်တီးစရာမလိုသေးပေမဲ့ လုံးဝအခြေအနေစိုးနေတာတော့မဟုတ်ဘူး။ Twin Core တွေလည်းမြင်နေရတယ် impact ကောင်းကောင်းလည်းရှိနေတယ်။ကစားပေါ်တွေနဲ့လည်းတော်တော်လေး harmonic ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့် Video Yorgras ဒီအခြေအနေကောင်းနေတယ်လို့အကြံပြန်အပြင်ယူဆလို့ရပါတယ်။နောက်ဆုံးပိတ်သိမ်းမဲ့အချက်ကတော့ကစားသမားရဲ့တန်ကြီးပါပဲ။ဒီကစားသမားပေါ်မှာ Arsenal အသင်းပရိသတ်တွေအရန်မျောလင်းထားကြတယ်။ဆိုပေမဲ့တခါတလေကျတော့တကယ်ထိတ်တန့်ကစားသမားကြီးတွေနဲ့သူ့ကိုတွားပြီးတော့ compare လုပ်နေတာမျိုးကြီးလေအာမြင်ရပါတယ်မနိုင်ကောင်းနိုင်ကောင်းနိုင်တာတွေပါတချို့သောကွန်မန့်တွေမှာမြင်နေရတယ်ဆိုတော့ ျွန်တော်သိရမှာကနံပါတ်9ရိုးအသေးတန်လိုနေတဲ့အသင်းကို9ရိုးကောင်းကောင်းတယောက်ရောက်လာတယ်ဆိုတဲ့အနေထားမှာ ਨੇ ကျွန်တော်တို့စပြီးတော့ချင်းကပ်ဖို့လိုတယ်ဗီဒီယိုဂရက်စီအလန်ဟာလန်မဟုတ်ဘူးအမ်ဘပေမဟုတ်ဘူးလီဝန်ဒေါစကီမဟုတ်ဘူးဒါလေးတွေကိုတော့ကျွန်တော်တို့နားလည်ထားဖို့လိုတယ်တစ်ဆက်တည်းဆက်ပြီးသိထားရမှာကဒီရာသီမှာပရီးမီယာလိအသင်းကြီးတွေတိုက်ဆင်မှုကိုစီဖြည့်ခဲ့ကြပါတယ်ဗီဒီယိုဂရက်စီအဲ့ဒီတိုက်ဆင်မှုတွေတဲက ဈေးအကြီးဆုံးတိုက်စင်မှုမဟုတ်ပါဘူးပြောရမယ်ဆိုလို့ရှိရင် top 3ထဲမှာတော့မပါဝင်ပါဘူးဒါကြောင့်မို့လို့ထိုက်တဲ့လျှောက်ပတ်တဲ့ဆွမ်းဆောင်ရည်ကိုပြသထားနိုင်တယ်အဲ့ဒီထက်လည်းနည်းနည်းပိုနေတာဖြစ်တဲ့အတွက်ကြောင့်တိုက်စင်မှုတစ်ယောက်ကိုအများကြီးမျောလင်းတာမှန်တယ်သို့တော်မလိုလားအပ်တဲ့နှိုင်းရှင်မှုတွေဆိုလို့ရှိရင်တော့ကျွန်တော်စိတ်ကိုပိုပြီးပင်ပန်းစေမယ်လို့ကျွန်တော်ကယူဆပါတယ်ဆိုတော့အရန်ကြီးကောင်းနေတာမဟုတ်ပေမဲ့နံပါတ်9ရိုးလိုအပ်နေတဲ့အသင်းအတွက်တော့ yogress လုတ်ပေးနေတာတွေဒီပြင်းပြအဆင်ရအထက်မှာကောင်းကောင်းကြီးရှိနေတယ်လို့ကျွန်တော်ကယူဆပါတယ် ဒါတော့ကျွန်တော်ရဲ့ဒီတိုက်ဆိုင်မှုပေါ်မှာအမြင်ဖြစ်ပါတယ်။ channel လူတွေရဲ့အမြင်ကိုလည်း comment မှာရေးသားပေးကြလို့ရပါတယ်။အဆင်ပြေတဲ့ content တခုဖြစ်မယ်လို့ယူဆပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။